ကဘာပေါ်ကလူတွေအများစုမသိကြတဲ့မြန်မာနိုင်ငံလိုနိုင်ငံကဖိုက်တာလေးက UFC ရဲ့ချန်ပီယံခပ်ကြီးကိုရှောင်းအောင်ရှူပြမယ်ဆိုတဲ့ပုံစံနဲ့ဂျုံးလာတဲ့ချန်ဖိုက်တာဂျော့ရှွာပဲ။ အားလုံးပဲမင်္ဂလာပါ Marshall Academy Channel ကနေပြည်သားအလုံးကိုကြိုဆိုပါရခင်ဗျာကျွန်တော်တို့ Marshall Academy Channel ရာဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC အစရှိတဲ့သတင်းတွေနဲ့မြန်မာ Collective Fighter တွေရဲ့ထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel လေးတစ်ခုပါဒါကြောင့်မလို့ MMA လောကကိုစိတ်ဝင်စားတဲ့ပိတ်သက်တွေနေတော့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးစောင့်ကြည့်လို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်ကဗီဒီယိုမစခင်မှာတောင်းဆိုကြပါရခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်ပြည်သက်ဒီစီကိုပြောချင်တာကတော့လမ်းမဲ့တင်းငွေနေနဲ့မနက်ပိုင်းမှာထိုးတက်ရမယ့်ပွဲမှာပန်တိုဂျာကိုသုံးချီနဲ့အလဲထိုးမယ်ပြီးကမ္ဘာလုံးကပြည်သက်ဒီအများစုမသိတဲ့မြန်မာနိုင်ငံကလူဖိုက်တာလေးကဒီပွဲမှာအကောင်းဆုံးပုံစံနဲ့နိုင်ပွဲယူပြပြီး UFC ရဲ့ချန်ပီယံတယောက်ဖြစ်လာအောင်လုပ်ပြမယ်လို့ကြုံးဝါလိုက်တဲ့ကျွန်တော်တို့ချင်းဖိုက်တာလေးရဲ့အကြောင်းကိုကျွန်တော်ကပြောချင်တာဖြစ်ပါတယ်လမ်းမဲ့ဒီဇင်ဘာလ9ရက်နေ့တင်းငွေနေနဲ့မနက်အစောပိုင်းမှာဆိုရင် UFC က လက်စ်ဗီဂတ်စ်က T-Mobile Arena ကွင်းကြီးထဲမှာ UFC 323ပြိုင်ပွဲကြီးကိုခိုင်ခံ့နာနာနဲ့ကျင်းပသွားတော့မယ်။ချန်ပီယံလူပွဲကိုနှစ်ပွဲတိထည့်သွင်းထားတယ်။ Main Event နေရာမှာတော့ Bantam Weight တန်းချန်ပီယံလူပွဲကိုထည့်သွင်းထားတယ်။ Marat Divalish Fly ကသူ့ရဲ့ချန်ပီယံခမကြီးကိုချန်ပီယံဟောင်းပျော်တိုင်ရန်နဲ့ကာကွယ်ထိုးတက်မှာဖြစ်ပါတယ်။ကိုမင်းပွဲစဉ်မှာတော့ကျွန်တော်တို့ Chin Fighter ၄က flyweight တန်းချန်ပီယံလူပွဲဖြစ်လက်ရှိ flyweight တန်းမှာမင်းမူနေတာချပြီးဖြစ်တဲ့ Alexandre Pantoja စီကနေ UFC ချန်ပီယံကပတ်ကြီးကိုစိန်ခေါ်ထိုးတက်မှာဖြစ်ပါတယ်။ပထမဦးဆုံးနဲ့ကျွန်တော်တို့ဒီပွဲအကြောင်းကိုပြောနေတာကလည်းချပြီးပြိသက်တွေလည်းဒီပွဲနဲ့ပတ်သက်ပြီးလည်းသိသင့်သလောက်လည်းအများကြီးသိပြီးပြီးကျွန်တော်လည်းအများကြီးချပြထားတာမျိုးတွေလည်းရှိတယ်။ Fan ရဲ့ interview တွေကိုလည်းတောက်လျှောက်တင်ဆက်ပေးနေတာဖြစ်လို့ ပြည်သက်အများစုနဲ့ဒီပွဲအကြောင်းကိုလည်းကောင်းကောင်းကြီးသိနေတော့ပြီးဖိုင်တန်ယောက်ရဲ့အချက်လက်တွေကလည်းအများကြီးပြောနေစရာမလိုတော့ဘူးလို့ကျွန်တော်ကတော့မြင်ပါတယ်ဒီနေ့ကျွန်တော်ဦးစားပေးပြီးပြောချင်တာကတော့5 week ကာလလည်းရောက်လာပြီးဒီတော့ Joshua Van အနေနဲ့ interview မှာပြောဆိုလာတဲ့အကြောင်းလေးတွေကိုကျွန်တော်အနေနဲ့သိသလောက်လေး sharing ပြန်လုပ်ဖို့စီစဉ်ထားတာဖြစ်ပါတယ်ပထမအဦးဆုံးပြောချင်တာကဗျာကျွန်တော်တို့ Joshua Van ရဲ့ပြောစကားတွေမပြောခင် ဒီပွဲမှာဒါကျွန်တော်တို့ team fighter လေးအနိုင်ရသွားရင်ရရှိလာနိုင်ကြည့်ရှိတဲ့ control တွေကိုကျွန်တော်တို့ပထမဆုံးစပြီးလေ့လာကြည့်အောင်အကယ်၍များကျွန်တော်တို့ fighter လေးကဒီပွဲမှာဒါ champion ခမကြီးရသွားမယ်ဆိုရင်သူက UFC မှာပထမဦးဆုံးမြန်မာကိုစားပြု champion ဆိုတဲ့ဂုဏ်ပုဒ်ကိုလည်းပိုင်ဆိုင်ခွင့်ရမယ်လက်ရှိချိန်မှာလည်းပထမဦးဆုံး UFC မှာထိုးတက်နေတဲ့မြန်မာကိုစားပြု fighter ဆိုတဲ့ဂုဏ်ပုဒ်ကိုလည်းပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါတယ် ်ဒုတိယတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ချင်းဖိုင်တာ၄တာချန်ပီယံဖြစ်ခဲ့ရင် အရှိတောင်အာရှကနေပေါ်ထွက်လာတဲ့ပထမဦးဆုံးသော UFC ရဲ့အမျိုးသားချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကိုပိုင်ဆိုင်ခွင့်ရရှိအောင်မှာဖြစ်ပါတယ်အရှိတောင်အာရှနိုင်ငံတွေထဲမှာလက်ရှိချိန်ထိ UFC မှာချန်ပီယံတယောက်မှအမျိုးသားထဲမှာဖြစ်ထားတာမျိုးမရှိဘူးတရုတ်နိုင်ငံကကျန်းဝင်လီဆိုတဲ့အမျိုးသမီးဖိုင်တာကပဲ UFC မှာချန်ပီယံရထားပိုးတယ်ကျွန်တော်တို့အရှိတောင်အာရှကနေဆိုရင် ချန်ပီယံစင်ကာကွန်းရတဲ့ဖိုက်တာတွေရှိခဲ့ဘူးလေဒါပေမဲ့တယောက်ကမှချန်ပီယံခပတ်ကိုရယူအောင်လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ဘူးဘသူတွေလဲဆိုတော့ဂျပန်နိုင်ငံကဆိုရင်အွန်လိုင်းဆန်နဲ့ထိုးသက်ခဲ့တဲ့အွန်လိုင်းဆန်ရဲ့ပြိုင်မဟောင်းကြီးယူရှင်အိုဂါမီမကြသေးခင်ကမှ UFC ကိုပြန်ရောက်လာတဲ့ဂျပန်ဖိုက်တာခေါဂျီဟိုရီဂူချီကိုရီးယားဇွန်ဘီဆိုတဲ့တောင်ကိုရီးယားဖိုက်တာဒီဖိုက်တာတွေက UFC ချန်ပီယံခပတ်ကြီးတွေကိုစင်ကာကွန်းရခဲ့တဲ့အရှိတောင်အာရှနိုင်ငံကပေါ်ထွက်လာတဲ့ချန်ပီယံစင်ကာကွန်းရတဲ့ challenge တွေဖြစ်ပါတယ် ။ဒါပေမဲ့ဒီဖိုင်တာတွေကတယောက်မှချန်ပီယံခပတ်ကိုရယူနိုင်ခြင်းမရှိခဲ့ဘူး။အကဲအကဲ၍များလာမယ့်တနင်္ဂနွေနေ့ပွဲမှာသာကျွန်တော်တို့ချန်ဖိုင်တာလေးကသာဒီချန်ပီယံခပတ်ကြီးကိုရယူနိုင်ခဲ့မယ်ဆိုရင်ပထမဦးဆုံးဆိုတဲ့ဂုံပုတ်ကိုရရှိပိုင်ဆိုင်ပါလေ။ဒါကြောင့်မလို့စဉ်းစားကြည့်ရင်ကျွန်တော်တို့ fighter လေးရမယ်အခွင့်အလမ်းတွေကလည်းမနေမနှောပဲဒီတော့ဗျာလက်ရှိချိန်မှာကျွန်တော်တို့အရှိတောင်အာရှကပြိတ်သက်တွေကလည်း van ကိုတော်တော်လေးကိုအားပေးနေတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ် အထူးသဖြင့်ကျွန်တော်တို့မြန်မာ fan တွေကတော့ကိုယ့်မြန်မာ fighter မလို့အားပေးကြတယ်ဒီအရင်မကဘူးလက်ရှိမှာဆိုထိုင်းက fan တွေကိုပြီးတော့အခြားအခြားသောနိုင်ငံကပရိသတ်တွေကပါကျွန်တော်တို့ချင်း fighter လေးကိုအားပေးနေတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်ဒီအချိန်မှာတော့ကျွန်တော်တို့ချင်းဖိုင်တာလေးကိုပန်တိုဂျာကပါ5 week လည်းဖြစ်တဲ့ interview တွေလည်း media တော်တော်များများနဲ့လှုပ်ဆောင်နေတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်။ကျွန်တော်တို့ချင်းဖိုင်တာလေးကအစကတည်းကပြောထားတာမျိုးရှိတယ်။ပန်တိုဂျာကို၃ချီနဲ့အလဲထုံးမယ်ဒီလိုမျိုး ပြောထားတာမျိုးရှိတယ်။မကြသိငင်ကလည်းကမ္ဘာကျော် UFC ရဲ့သတင်းတောက်ဖြစ်တဲ့ Annie Hawani နဲ့ပြုလုပ်ခဲ့တဲ့ interview မှာလည်းကျွန်တော်တို့ fighter လေးကပန်တိုဂျာကိုတုံးချီနဲ့အလဲထိုးမယ်ဆိုတဲ့အကြောင်းကိုအခုလိုမျိုးပြည်သက်တဲ့စီကိုထပ်ပြီးပြောသွားတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်။ Joshua Van ကတော့အခုလိုပြောပါတယ်။ပန်တိုဂျာကအရင်ကောင်းတဲ့ fighter ဆိုတာကျွန်တော်ကသိတယ်။ပန်တိုဂျာက UFC မှာလုတ်ပြခဲ့တာကလည်းမနေမနောပဲဒါပေမဲ့ကျွန်တော်အနေနဲ့ကလည်း သူ့ကိုအလဲထုံးနိုင်တဲ့စွမ်းအားတွေရှိတယ်ကျွန်တော်မှလည်းပါဝါကောင်းကောင်းရှိတယ်ပန်တိုချောက်ကိုဖြုတ်ချဖို့ကျွန်တော်မှစွမ်းကုန်ကြိုးစားပြင်ဆင်ထားတယ်ဒါကြောင့်မလို့ဒီဖိုင်တာကိုကျွန်တော်ကသုံးချီနဲ့အလဲထုံးမယ်ဆိုပြီးဂရိပေးပါတယ်ဆိုပြီးတော့မှဂျောရှွာဗန်ကပြောသွားတယ်ဂျောရှွာဗန်ကတော့ပေချာပေါက်အလဲထုံးမယ်ဆိုပြီးပဲပြောနေတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သက်တွေလည်းရှင်းခုံနေပြီ။ချင်းဖိုက်တာလေးကလည်းပော့ပော့ပပနဲ့ပဲ training camp လေးလည်းပြီးသွားပြီ။သူ့အနေနဲ့မနေ့ပြန်မှာဆိုရင် Las Vegas ကိုသွားတော့မယ်။ ထင်းချင်းတွေကလည်းတကယ်ကိုမှကောင်းတဲ့ training camp လေးလေးဖြစ်ခဲ့တယ်။ဒါကြောင့်ဘလို့ရလက်တွေရမလဲဆိုတာလာမယ့်တင်းငွေတွေနေ့မနက်ပိုင်းမှာကျွန်တော်တို့အားလုံးတူတူစောင့်ကြည့်ကြရမှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ထပ်ပြီးပြောချင်တာကတော့ Joshua Van ပြောလာတဲ့ကျွန်တော်ဒီပွဲထိုးသက်ပြီးရင်အဓိကသူဖြစ်စီတင်တဲ့ရည်ရွယ်ချက်ဆိုတဲ့တစ်ခုကိုသူကပြောသွားပါတယ်။သူပြောသွားတဲ့အချိန်မှာတော့ဘလို့လဲဆိုတော့ ကဘာပေါ်မှာမြန်မာနိုင်ငံကိုသိတဲ့လူတွေကရှားတယ်တော်ရုံတန်ရုံလူတွေမသိကြဘူးသူရဲ့အဓိကရှိရွယ်ချက်ကကျွန်တော်ရဲ့နိုင်ငံကို promote လုပ်ပေးခြင်းနဲ့ကျွန်တော်ရဲ့နိုင်ငံကကဘာပေါ်မှာဘယ်လိုလဲဆိုတာကိုသိစေခြင်းနဲ့ဆိုပြီးတော့မှပြောသွားတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်ဂျောရှွာဝင်းပြောသွားတဲ့ interview မှာဆိုရင်အချို့သောဖိလစ်ပိုင်တွေကမ္ဘောဒီးယားတွေကတော့မှမြန်မာဆိုရင်မသိကြဘူးလေဒီအချိန်မှာဒီလိုမျိုးမသိတာကိုသူကနည်းနည်းလေးတော့ ဒေါသထွက်တယ်ဒါမဲ့လေဒါကြီးကတိတ်ပြောနေကြမလို့ဦးအချင်းကြီးရဲရဲကြောင့်ဒီလိုမျိုးဖြစ်တာကိုသူလက်ခံတယ်ဒါပေမဲ့တချို့ဆိုရင်လည်းသူ့ကိုလာမေးကြတယ်တဲ့မင်းနိုင်ငံကတည်တည်လေးလားဆိုပြီးပြောကြတယ်ဒီလိုချိန်ကျရင်သူကမခံနိုင်စိမ့်နဲ့ပြန်ပြောတယ်တဲ့ငါနိုင်ငံကတည်တည်လေးမဟုတ်လူ56တန်းလောက်ရှိတယ်ဆိုပြီးတော့ပြောခဲ့တယ်တဲ့သူ့ရဲ့အဓိက main goal ကသူ့ရဲ့နိုင်ငံကို promote လုပ်ပေးဖို့မြန်မာနိုင်ငံကိုလူတိုင်းကသိစေချင်တာသူ့ရဲ့အဓိကရည်ရွယ်ချက်ဆိုပြီးတော့ကျွန်တော်တို့ champion fighter လေးကပြောသွားတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်ဒါက Joshua Manny နဲ့မြန်မာနိုင်ငံပေါ်မှာထားတဲ့ စိတ်သက်တစ်ခုကိုကျွန်တော်တို့ကမြင်တွေ့ရတာဖြစ်တယ်။ပြောရရင်ဗျာဂျော့ရှွာဗန်ကမြန်မာနိုင်ငံပေါ်မှာကျွန်တော်တို့ထက်အများကြီးသူကပိုပြီးနက်နက်ရှိုင်းရှိုင်းနဲ့သူ့ရင်ဘတ်ထဲကနေချစ်တယ်ဆိုတာကျွန်တော်တို့ကတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ဗျာအစားကနေပြန်ပြီးဆွဲထုတ်ပြီးပြောရမယ်ဆိုရင်ကျွန်တော်တို့ fighter လေးက UFC မှာရောက်ရောက်လာခြင်းမှာမြန်မာနိုင်ငံကို represent လုပ်ပြီးထိုးသက်ခဲ့ရတာမျိုးမဟုတ်ဘူးဗျာ UFC ကလည်းမြန်မာနိုင်ငံဆိုတာဘာလဲမသိဘူးအဲ့ဒီတော့ Joshua Van ကိုမြန်မာအလံနဲ့ပွဲမထိုးခိုင်းဘူး USA ကိုစားပြုတ်ပြီးပဲ fan ကထိုးခဲ့ရတာအဲ့ဒီအချိန်မှာ fan ကအခဲမချေဘူးသူ့အနေနဲ့မြန်မာနိုင်ငံကိုပဲကိုစားပြုတ်ထိုးကျင်တဲ့ဆိုတဲ့ပုံစံနေနဲ့တောင်းဆိုတောင်းဆိုတယ်ဒီတော့ promotion ကလည်းနောက်ပိုင်းမှာလက်ခံလာတယ်လက်ခံလာပြီးတော့ Joshua Van ကိုမြန်မာနိုင်ငံကိုစားပြုတ်ပြီးထိုးသက်ခွင့်ပေးတယ်ဒီနေရာမှာ Joshua Van ကအလံကိုင်ကိုင်းတဲ့နေရာမှာလေကျွန်တော်တို့ Team Fighter လေးကမြန်မာနိုင်ငံအလံကိုတယ်ဆောင်ပြီးထိုးသက်ခွင့်မရသေးဘူးဒါနဲ့ Joshua Van ကဘယ်လိုလုပ်လဲဆိုတော့သူ့ရဲ့အန်ကတ်ထဲမှာ မြန်မာနိုင်ငံအလံကိုတက်လာတယ်ဒါကိုလေပွဲပြီးအောင်မွေးခံတဲ့ကျွန်မသူဒါကိုချပြသွားတယ်ဒီလိုမျိုးသူကအောင်မွေးခံတာမျိုးကိုလည်းကျွန်တော်တို့ကတွေ့ရဂျိုရှွာဗန်ကမြန်မာအလံခြုံငွင့်ရတော့လေတောက်ချောင်းမြန်မာအလံကိုကွင်းထဲမှာလွှင့်ထူတဲ့ပန်ဒိုချာလိုကမ္ဘာချန်ပီယံကြီးနဲ့မျက်နှာချင်းဆိုင် face off လုပ်တဲ့အချိန်မှာတော့မှမြန်မာအလံကြီးကို တိုင်းထားပြီးတော့ face off လောက်တာမျိုးတွေစောင့်ကြည့်နေတာမျိုးတွေကိုလည်းကျွန်တော်တို့ကတွေ့ခဲ့ရတယ်။ပြီးတော့ဗျာသူ့ရဲ့အုတ်ထုတ်မှာတော့မှညီမအလန်ကိုထည့်ထားတဲ့အုတ်ထုတ်ပုံစံကိုဒီဇိုင်းဆွဲပြီးတော့ကသူကလှုပ်ထားတာမျိုးကိုလည်းကျွန်တော်တို့ကတွေ့ရတယ်။ဒါကြောင့် D fighter ကဘလောက်ထိမြန်မာနိုင်ငံအပေါ်မှာသူ့အနေနဲ့နက်နက်ရှိုင်းရှိုင်းနဲ့ရင်ပတ်ထဲကနေချစ်လဲဆိုတော့ကျွန်တော်တို့ကမြင်တွေ့ခဲ့ရတယ်။ ဒီလိုပဲဒီပွဲမှာလည်းသူ့ရဲ့ main goal ကမြန်မာနိုင်ငံကိုကဘာကသိစေချင်လဲဆိုပြီး fan ကတကူတကကိုထုတ်ဖို့ပြောဆိုတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်။ဒါကတော့ဒီနေ့ interview မှာထူးခြားတဲ့အချက်လေးကိုကျွန်တော်ကပြည်သက်တစီကိုဆွဲထုတ်တင်ပြလာ။ ဗန်ကဗျာအင်တာဗျူးတွေကအများကြီးလုတ်တယ်ဗျာမီဒီယာတွေကလည်းနဲတာမဟုတ်ဘူးလုတ်တယ်ဒီတော့ခွေရတူတူပြောနေစရာတော့မရှိဘူးလို့ကျွန်တော်ကတော့မြင်တယ်ဘာလဲဆိုတော့ဗျာသူ့အနေနဲ့တုံးကြီးအတွက်မှာအလဲထုံးမဲ့ game plan ဒီလိုမျိုးပုံစံတူတွေပဲပြောထားတာဖြစ်တဲ့တဲ့ကြောင့်မလို့ကျွန်တော်တို့ပရိသတ်တွေအားလုံးလည်းခြေချောင်းတွေကတည်ထားပြီးပြီဖြစ်တယ်ဒါကြောင့်မလို့အတီးကကြတဲ့အချက်လေးတွေကျွန်တော်တို့မြန်မာပရိသတ်တွေတီးတဲ့နဲ့ထင်တဲ့အချက်လေးတွေကိုပဲကျွန်တော်ကဆွဲထုတ်ပြီးပြောတာမျိုးဖြစ်တယ်ပွဲကတော့၅ရက်ပဲလို့တော့နေတအားနီးလာပြီး ခမင်းဒီအပြင်ပြောရရင်တော့တနင်္ဂနွေနေ့မနက်7:00နာရီဝန်းကျင်မှာကြည့်ရမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ဘာပဲဖြစ်ဖြစ်ပါဂျော်ရှွာဗန်ကလည်းအကောင်းဆုံး training camp လေးလည်းလုပ်ထားပြီးပြီ။နိုင်မောရယူဖို့လည်းအစင်းသင်းဖြစ်နေပြီလို့ယုံကြည်တယ်။ဒါကြောင့်ကျွန်တော်တို့ team fighter လေးကအရန်ခက်ခဲချမ်းတဲ့ပွဲချမ်းတပွဲကိုလည်းအောင်းမြင်မြင်ကြော်ဖြတ်နိုင်အောင်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ခင်ဗျာ။ဒါကတော့ကျွန်တော်တို့ team fighter လေးအနေနဲ့ ဒါကမှထိုးတက်တော့မဲ့ချန်ပီယံလူဝဲကြီးနဲ့ပတ်သက်ပြီးခင်မင်သုံးသက်ချက်လေးတွေကိုပြောခဲ့တယ်။ပြီးတော့ fan interview တွေမှာပြောဆိုသွားတဲ့အကြောင်းအရာလေးတွေကိုလည်းပိတ်သက်တွေသိအောင်လာရောက်မျှဝေပေးတာမျိုးဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာတော့ဒါပါပဲ Joshua Ben အနေနဲ့ Pandora ကိုတုံးကြီးနဲ့လဲထုတ်မယ်။ မြန်မာနိုင်ငံကိုကဘာကသိစေခြင်းနဲ့ဆိုပြီးတော့မှပြောဆိုခဲ့တဲ့အကြောင်းလေးကိုလောင်းမြဝေပေးတာဖြစ်ပါတယ်။နောက်ရက်ဒီမှာလည်းကျွန်တော်ရဲ့ Marshall Academy Channel ကနေအခုလို MMA နဲ့ပတ်သက်တဲ့သတင်းတွေ၊ Joshua Ben နဲ့ပတ်သက်တဲ့ပွဲသတင်းတွေကိုလည်းစဉ်စားမပြတ်တင်ဆက်ပေးပါမယ်။အခြား One Championship UFC က Fighter တွေရဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Channel လေးကို Subscribe မလုပ်ရသေးတဲ့ပရိသတ်တွေရှင်လည်း Like and Subscribe လုပ်ထားပြီးနေ့စဉ်ဆောင်ကြည့်ကြဖို့မြတ်တိုက်ခံကြပါလိမ့်ခင်ဗျာ။ပရိသတ်အားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။